ားလုံးပဲမင်္ဂလာပါရှင်။လေးတပြည့်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်လေးကဆိုရင်ကျမ်းမာရေးဘူဒ္ဓတွေကိုအချိန်တိုအတွင်းနားလည်အောင်တိဆက်ပေးတဲ့အစီအစဉ်လေးပဲဖြစ်ပါရစေ။ဒီအပိုင်းမှာပြပြပေးသွားမယ့်အကြောင်းအရာကတော့နားဥချင်းအကြောင်းရင်းပဲဖြစ်ပါရစေ။ကြည့်တော့ဗီဒီယိုလေးမစခင်မှာညီမတို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားလို့ဒီ bell လေးကိုလည်းနှိပ်စေပေးပါအောင်ရှင်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်။ နားအိုရယ်ဆိုတာကအပြင်ပန်းလာတဲ့အတန်တွေမဟုတ်ပဲနဲ့ကိုယ့်ရဲ့နားထဲမှာပုံမှန်မဟုတ်တဲ့အတန်တွေကိုကြားနေရတာကိုပြောတာပဲဖြစ်ပါတယ်နားအိုတာကိုအင်္ဂလိပ်လို tinnitus လို့ခေါ်ပါတယ်ဒီစကားလုံးကလက်နက်ဘာသာစကားတင်းနီတွေကနေစဉ်းသက်လာတာဖြစ်ပြီးတော့မြည်တမ်းဖြစ်စေသည်လို့အဓိပ္ပာယ်ရပါတယ်နားအိုတာကိုဖုံးမြည်တမ်းလို့အတန်လို့အသိများကြပါပေမဲ့တဝီဝီမြည်တာဟိမ့်တမ်းမြည်တာဝီစီတမ်းလို့မြည်တာ တကားခေါတန်လိုမြည်တာရွှွှူးတန်မြည်တာတူထူးတန်လိုမြည်တာအပြင်အတန်နှမျိုးသုံးမျိုးပေါင်းပြီးတော့နားဥတာလည်းဖြစ်စင်နိုင်ပါရဲ့ရှင်လူတယောက်ကဘဝမှာတစ်ခါတော့တော့နားဥတဲ့ဝေဒနာကိုခံစားမှုကြမှာပါညာသောအဖြစ်တော့နဖာကြီးရဲ့ပိတ်တာကြောင့်နားဥတာကိုခံစားမှုကြပါရဲ့နဖာကြီးပိတ်တာကြောင့်နားဥတာကဆိုးဆိုးဝါးဝါကျန်းမာရေးပြဿနာကြီးဖြစ်ခဲ့ပါတယ်လူလေးယောက်မှတယောက်လောက်ကပဲနာဥရဲ့ဝေဒနာကိုခံစားရပြီးတော့ဒီနာဥရဲ့သူတွေရဲ့နှိမ့်ရခံလုံးတော့ရမယ်စိုးစိုးဝါးဝါကျမ်းမာရေးပြဿနာတွေကိုခံစားရတာပဲဖြစ်ပါရဲ့ရှင် နောက်တော့အဓိကဖြစ်စေတဲ့အချက်တွေကတော့နားထဲပို့ဝင်တာစုညံတန်တွေကိုအချိန်ကြကြနားထောင်မိတာအသက်ကြီးလာတဲ့အတွက်နားအတွက်အင်္ဂါတွေပြည့်စည်ကုန်တာနောက်ထိခိုက်စေတဲ့ဆေးတွေတောက်နေရတာဆေးပြင်းစီမှုများပြီးမောပန်းတွေတာအရက်ကိုအလွန်ကျုံတောက်တာကော်ဖီနဲ့ဆေးချောက်တွေမှီဝဲတာခေါင်းကိုထိခိုက်တယ်ရန်ရတာနဲ့နားအတွင်းဘက်မှာအရင်ရီစုစေတဲ့ minor syndrome လို့ခေါ်တဲ့ရောဂါစုတွေပဲဖြစ်ပါတယ် နောက်ဥရာကြတဲ့အခါလူတော်တော်များများအုံနောက်ကင်စာလေဖြတ်တာနဲ့တခြားအာယုံကျောယောဂါကြီးကြီးမားမားတွေဖြစ်နေပြီလားဆိုပြီးတော့ဆိုရင်တခြားပဲမြဲဒီလိုမျိုးကြီးမားတဲ့ယောဂါတွေကဖြစ်ခဲ့ပါတယ်နောက်ဥရင်အဓိကပြဿနာကတော့စိတ်အနှောက်အယှက်ဖြစ်တာနဲ့ကိုယ့်ရဲ့အာယုံစူးစိုက်လို့မရတဲ့အထိအနှောက်အယှက်ဖြစ်တတ်တာပဲဖြစ်ပါတယ်တခါတလေညာအိတ်ချိန်တွေမှာပါနောက်ဥနေမယ်ဆိုလို့ရှိရင်တော့အေးရေးပြတဲ့အထိကိုစိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်ရှင် နောက်တော့တက်တောင်လုပ်လို့ရတဲ့နီလန်တစ်ခုကတော့နောက်ထပ်စုညံတဲ့အတန်တစ်ခုနဲ့တံပြန်တဲ့နီလန်ပဲဖြစ်ပါတယ်။နောက်ဥရာကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုဆက်ပြီးတော့တင်ပြပေးသွားပါမယ်နော်။နောက်တော်တော်သူတွေအများစုကစိတ်မစီမှုများတဲ့အခါတွေနဲ့ဒေါသထွက်တဲ့အခါတွေမှာဆိုလို့ရှိရင်နောက်ဥရာပို့ပြီးတော့ဖြစ်တတ်ပါတယ်။အဲ့လိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်စိတ်ညင်အောင်လို့တရားထိုင်တာအိမ်ငွေချတဲ့နီလန်လေးတွေကိုတုံးပြီးတော့နောက်ဥရာတက်တောင်ဖြည့်ရှင်းလို့ရပါတယ်ရှင်။အိမ်နေတဲ့အချိန်မှာနောက်ဥရာကြောင့်အိမ်မရဖြစ်နေတဲ့သူတွေအတွက်ကတော့ကိုအိတ်ခါနီးနားထောင်လေး ရှိရတဲ့ချင်းတန်ချူချူလေးတွေကိုနကြက်တက်ရင်နားထောင်ပြီးအိတ်လို့ရပါတယ်။ဒီလိုမျိုးတံပြန်အတန်တွေပေးတာကနားဥတော်တက်တအောင်လုပ်ပြီးတဲ့နီလန်တစ်ခုပဲဖြစ်ပါတယ်ရှင်။အဲ့ဒါအပြင်နားဥတဲ့အခါမှာတံပြန်တဲ့အတန်တွေကိုထုတ်လုပ်ပေးပြီးတော့နားဥတက်တာစီတဲ့ဆက်ပစ္စည်းလေးတွေကိုလည်းနားမှာတက်ပြီးတော့နားဥတာတက်တအောင်လုပ်ပေးလို့ရပါတယ်ရှင်။ တချို့နားဟူတဲ့သူတွေမှာဆိုလို့ရှိရင်အကြအယုံချို့ရင်းတဲ့အထီကိုဖြစ်သွားတတ်ပါတယ်။ဒီလိုလူတွေကတော့နားကြားကြရတတ်ပြီးတော့အပြင်းအအတန်တွေကိုနားထောင်လို့ရအောင်လုပ်ပြလို့ရပါတယ်ရှင်။နားဟူတဲ့သူတွေမှာအယုံပြောင်းတဲ့နီလောင်ကိုသုံးပြီးတော့နားဟူတာကိုတတ်တောင်လုပ်ပြလို့ရပါတယ်။ဥပမာပြောရရင်ကိုဝါဒနာပါတဲ့ဥယျာဉ်ဆိုင်ပြောတာ TV ကြည့်တာတချင်းနားထောင်တာဓမ္မပညာအလုပ်တစ်ခုခုပေါ်မှာစိတ်ညစ်ထားပြီးတော့အာရုံပြောင်းလဲမယ်ဆိုလို့ရှိရင်လည်းနားဥတာကိုတက်တောင်အလုပ်ပေးလို့ရပါတယ်ရှင်ဒီလောက်ဆိုရင်တော့နားဥခြင်းနဲ့ပတ်သက်ပြီးတော့တည်သွားရပြီလို့ထင်ပါတယ်ညီမတို့ AM Channel ရဲ့လျှက်တစ်ပြက်ကျမ်းမာရေးအစီအစဉ်အားဆိုရင်ဒီလိုမျိုးကျမ်းမာရေးဘဝတုဒ္ဒတွေကိုအချိန်တိုအတွင်းနားလည်အောင်လို့တိဆက်ပေးသွားမှာဖြစ်တဲ့အတွက် Channel လေးကို Subscribe လုပ်ရတဲ့ရင် Subscribe လုပ်ပြီးတော့ဗီနာနိုတီဘဲလို့လည်းနှိပ်ခဲ့ပေးပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်